အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာပြီပြဿနာကြီးငယ်တစုံတရာကျုံးလာပြီဆိုရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့အိတ်တည်းအမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်ဘာရှိမှချမ်းသာမယ်အဲ့ဒါဘဝမှာနံပါတ်1မရှိမဖြစ်လိုအပ်တဲ့ချမ်းသာလို့ခေါင်းထဲမှာအဲ့ဒါလို့မှတ်ခဲ့ရမယ် ဤတရီတရီနာယတသမယသောဥစ္စာပစ္စည်းတို့ဖြင့်ယံဒုဋ္ဌိခြင်းရောင်ရဲခြင်းသည်အဋ္ဌိတန်ဤရှိပါကုန်၏တာဒုဋ္ဌိထိုကဲ့သို့သောရောင်ရဲခြင်းသည်ဒုက္ခချမ်းသာ၏ရတာနဲ့ကျင့်နေနိုင်တယ်ကိုဖြစ်နေတဲ့အခြေအနေလေးကိုရောင်ရဲနိုင်တယ်တင်းတိမ်နိုင်တယ်ဆိုရင်ဘဝမှာနံပါတ်1ဒုတိယမြောက်ချမ်းသာကိုရပါပြီတဲ့ သဗ္ဗန္တဒုက္ခသာလုံးစုံသောတမယဝဆင်းရဲကိုပဟာနံပေရှားလျာခြင်းသည်ဒုက္ခချမ်းသာလာပါပေ၏ဒီချမ်းသာကြတော့တိတ်အစင်မြင့်အရဟတမေအရဟတဖို့ကိုဆိုလိုတာဘဝတန်တရားကိုတဖန်လေစီတဲ့ဘဝကိုတဖန်ရစီတဲ့တဏှာတည်းဟူသောတရားစိုးကိုအမြင့်ပြတ်ပေတတ်နိုင်တဲ့အရဟတဖို့အရဟတမေအရဟတမေအရဟတဖို့ရခြင်းသည် ဘဝတန်တရာလေးဟူသောဒုက္ခဆက်ကြီးကိုအပြီးတိုင်ဖြည့်ဆည်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူလီသာလင်တကယ်ချမ်းသာအစ်စ်ချမ်းသာမှန်တဲ့အဲ့ဒါပထမဂါထာဖြင့်မြတ်စွာဘုရားဟောပြတဲ့ချမ်းသာဒုက္ခ၄မျိုးဟုတ်ရလားဦးဇင်းတို့လူငယ်ဒီဘဝကစပြီးတော့လောကီလူလေးကစပြီးတော့တဖြည်းဖြည်းနဲ့အစ်စ်မြင့်တဲ့ချမ်းသာကိုမြတ်စွာဘုရားညွှန်ကြားသွားတာလို့ဦးဇင်းတို့သဘောပေါက်တယ်ဟုတ်လား အေးကာထာ၃ခုတကာထာနဲ့ချမ်းသာဒုက္ခ၄မျိုးခုဒါပထမကာထာနဲ့ပြောပြတဲ့ချမ်းသာဒုက္ခ၄မျိုးအဲ့ဒါကိုဦးဇင်းတို့နာယီဝက်လောက်အချိန်ယူပြီးတော့ရှင်းကြည့်ရအောင်နော်နံပါတ်1အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ဒါလေးကိုဦးဇင်းတို့ပြောကြည့်ရအောင်သိမှန်တဲ့စကားပဲ လောကီအကျိုးစီးပွားပဲဖြစ်စေလောကုတ္တရာအကျိုးစီးပွားပဲဖြစ်စေမိမိတို့ရကျင်နေဆိုလို့ရှိရင်မိတ်ဆွေကောင်းဆိုတာမရှိရင်ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူးဒီမှာတော့မြတ်စွာဘုရားကပေါ်လွင်အောင်ထင်ရှားအောင်ပြောတယ်ဘယ်လိုခါကာလမျိုးမှာမိတ်ဆွေရဲ့တန်ဖိုးမိတ်ဆွေရဲ့အရေးအသွေးမိတ်ဆွေရဲ့လိုအပ်ချက်ဟာထင်ရှားလာလဲဆိုလို့ရှိရင်အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာခြင်းလို့ဒီလိုပြောတယ် လူဘဝကြီးဆိုတာအင်မတန်ရှုပ်ထွေးတယ်ဗျနော်တခါတခါကိုယ်မှာဖြစ်နေတဲ့ပြဿနာတွေအခက်အခဲတွေအမှုကိစ္စတွေဟာကိုယ်တယောက်တည်းဖြေရှင်းလို့ဘယ်လိုမှမရဘူးတချို့ကိစ္စတွေတချို့ပြဿနာတွေကြတော့ကြီးလွန်လို့ကိုယ်မိသားစု တစုတည်းနဲ့ဖြေရှင်းလို့လည်းမရနိုင်ဘူးကိုယ့်ရဲ့ကွက်တစ်ခုတည်းနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေမရှိဘူးလားရှိတယ်ဒီကနေ့ခေတ်ဆိုရင်ကိုယ်နိုင်ငံတနိုင်ငံနဲ့တောင် ဖြေရှင်းလို့မရတဲ့ပြဿနာတွေအခက်အခဲတွေမရှိဘူးလားရှိတယ် အဲ့ဒီလိုကိုတူတဲ့တယောက်တည်းကိုမိသားစုတစုတည်းကိုရရွာတစ်ခုတည်းဖြည့်ရှင်းလို့မရတဲ့ပြဿနာမျိုးတွေကြုံလာပြီဆိုရင်မိษွေရဲ့တန်ဖိုးဟာအဲ့ဒီအချိန်မှာတိတိတန်တာတက်လာတယ်။အဲ့ဒီအချိန်မှာမိษွေမရှိရင်အဲ့ဒါဒုက္ခရောက်တော့တာပဲ။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားကအမှုကိစ္စကြီးငယ်တစုံတရာကြုံလာရင်မိษွေဆိုတဲ့မိษွေကောင်းရှိမှချမ်းသာမယ်တဲ့။ဒါလေးနဲ့ပတ်သက်ပြီးတော့ လူငယ်တွေဘဝမှာအကြာကြီးနေကြရအောင်မင်းမိရွှေရဲ့တံပိုးကိုစောစီစွာ နားလည်ပြီးတော့မိရွှေကောင်းဆိုတာကိုရှာဖွေခြင်းစိတ်ပေါက်မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတစ်ခုဦးဇင်းတို့ပြောပြမြတ်စွာဘုရားလက်ထက်ကသာဝတိပြည်မှာမျိုးကောင်းသားတယောက်က မျိုးကောင်းသမီးလေးတယောက်ကို လက်ထက်ဖို့ခွင့်တောင်းတယ်အဲ့ဒီလိုခွင့်တောင်းတော့မျိုးကောင်းသမီးလေးကညံရှိတယ်ငါ့ကိုလက်ထက်ချင်တာတော့ဟုတ်ပါပြီ င်မှမိတ်ွှေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့ပစ္စည်းတွေဘယ်လောက်ပိုင်လဲဘွဲတွေဘယ်လောက်ရလဲအဲ့ဒါမမေးဘူးဘာမေးတယ်မိတ်ွှေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့မေးတော့အဲ့ဒီလူလင်လေးကငါမှမိတ်ွှေတော့တယောက်မှမရှိသေးပါဘူးအဲ့ဒီလိုဆိုရင်မိတ်ဆွေကိုရှာပါအောင်မိတ်ဆွေပေါင်းတဲ့နဲ့ပြည်စုံတဲ့တနေ့ငါကိုလက်ထပ်ဖို့အခွင့်ရပြီလို့မှတ်လိုက်ပါအဲ့ဒါနဲ့အဲ့ဒီကောင်လေးအဲ့ဒီလူလင်ကလေး ီမျိုးသမီးလေးကိုကြိုက်တန်တဲ့မိတ်ဆွေရှာရတယ်။အဲ့ဒါပထမမျိုးကိုစောင့်တဲ့မျိုးစောင့်၄ယောက်နဲ့မိတ်ဆွေဖွဲ့အင်မတန်ရင်းနှီးတယ်။နောက်အမတ်ကြီးတွေနဲ့ခင်တယ်၊ပထေးကြီးတွေနဲ့ခင်တယ်။နောက်ကောသလမင်းနဲ့မှရင်းနှီးတယ်။နောက်အဲ့ဒါသူကမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေဖွဲ့ရတဲ့အရာသာမိတ်ဆွေတွေပေါများခြင်းရဲ့အရာသာကိုသိတော့ဖုန်းတော်ကြီးတွေနဲ့လည်းသူအင်မတန်ခင်တယ်။ရှင်အနန္ဒာနဲ့လည်းအင်မတန်ရင်းနှီးတယ်။ နောက်တော့သူမြတ်စွာဘုရားနဲ့မှရင်းနေတယ်အဲ့ဒီလူလင်တွေကဟုတ်လားအဲ့ဒါနဲ့တာဝတိမြို့မှာသူ့ကိုအမေကဘယ်လိုနာမည်ပေးထားတယ်မသိဘူးဗျာလူတွေကတော့သူ့ကိုမိတ္တာဗန္ဓကလို့ခေါ်တယ်တဲ့မိတ်ဆွေဖွဲ့တဲ့နေရာမှာလိမ္မာကျွမ်းကျင်တဲ့လူပေါ့ဟုတ်လားအဲ့ဒီတော့သူကမိတ်ဆွေတွေအများကြီးရပြီဆိုတော့သူကြိုက်တဲ့ကလေးမလေးစီသွားတာပေါ့ငါမှမိတ်ဆွေတွေအများကြီးရပြီအေးအဲ့ဒီလိုဆိုရင်တို့လက်ထပ်ကြတာပေါ့ဆိုတော့လက်ထပ်ပွဲကြီးကျင်းပတော့ ဘရင်ကြီးကအင်ကြီးတစ်ဆောင်လက်ဖွဲ့တယ်ဟုတ်လားအင်ရှင်မင်းကဘာလက်ဖွဲ့တယ်စစ်သူကြီးကဘာလက်ဖွဲ့တယ်အများကြီးရတယ်ဟုတ်လားအဲ့ဒါနဲ့ကောင်မလေးကသူကအင်မတန်ဉာဏ်ကြီးတယ်ဘရင်ကြီးလက်ဖွဲ့တာကိုအင်ရှင်မင်းကိုပေးတယ်အင်ရှင်မင်းလက်ဖွဲ့တာကိုစစ်သူကြီးကိုပေးတယ်အားလုံးကိုကျင့်သက်စေတယ်အဲ့ဒီလက်ထက်မင်္ဂလာဘောကြီးအချင်းချင်းတည်းကျင်းပပြီးတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုလည်းခင်မင်းနဲ့ယင်းဤတယ်ဆိုပြီးတော့နေအိမ်မင်္ဂလာပင့်ပြီးတော့ဆုံးကတ်တယ် အဲ့ဒီဆုံးအမှုမောရဏတရားဟောတော့အဲ့ဒီဇနီးခင်မောအဲ့ဒီကလေးအဲ့ဒီကလေးမလေးတွေဟာသောတပတိမဉ္ဇဉ်ပူဇဏ်ကိုရတယ်။ငါသိရင်အပေမြတ်ရောက်အောင်မလားလို့တန်တရာကြီးစိတ်အေးရတဲ့အနေအထားမျိုးအကြီးကျယ်ဆုံးသောဆုလက်ကြီးကိုရတယ်လို့ပြောလို့ရတယ်သောတပန်ဖြစ်တယ်ဆိုတာဟုတ်လား။အဲ့ဒီမှာယဟန်တော်တွေကကြည်စမ်းဟောဒီကောင်လေးဟာဟောဒီကောင်မလေးကိုအကြောင်းပြုပြီးတော့ လောကီစည်းဝါးနဲ့လည်းပြည့်စုံတယ်လောကုတ္တရာစည်းဝါးနဲ့လည်းပြည့်စုံတယ်သိအရာတော်တာပဲလို့ချီးမွမ်းတယ်အဲ့ဒီချီးမွမ်းတဲ့အတန်ကိုမြတ်စွာဘုရားကြားရတယ်ဒီတော့မြတ်စွာဘုရားကယဟန်တော်တွေကိုစစ်သားတို့တဲ့အခုမှဒီလူလင်ဟာဒီလုံမပြိုကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ရှိတော့ကလည်းချမ်းသာဘူးတယ်မိษွေရဲ့အကျိုးကိုခံစားဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့950မှာဥက္ကုတ္တဇတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိပါလေ အဲ့ဒီဇတ်တော်လေးကိုလည်းပဲဦးဇင်းတို့အချိန်ကိုကြည့်ပြီးတော့အပြေးလွှားပြောအောင်မယ်ဟုတ်လားဥက္ကူတာဇတ်တဲ့တောထဲမှာရေကန်ကြီးတကန်ရှိတယ်ဘေးမှာထိမ်မင်းကြီးတပင်ပေါက်နေတယ်အဲ့ဒီထိမ်မင်းပေါ်မှာစွန်မတကောင်နေတယ်တနေ့တော့စွန်ဘူတကောင်ကအဲ့ဒီစွန်မနဲ့အတူတူနေဖို့ပြောတယ်ပြောတော့စွန်မကငါနဲ့အတူတူနေခြင်းလို့ရှိရင်ဟောဒီရေကန်ထဲမှာလက်ကြီးတကောင်ရှိတယ်အဲ့ဒီလက်ကြီးနဲ့မိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ် အဲ့ဒါလက်ကြီးနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်ဟိုးချုံထဲမှာဝင်လုံငှက်ကြီးတကောင်လည်းရှိတယ်အဲ့ဒီဝင်လုံငှက်ကြီးနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ဝင်လုံငှက်နဲ့မိတ်ဆွေဖြစ်တယ်နောက်ဒီတောတောင်ထဲကဂူထဲမှာချင်းသိမင်းကြီးတကောင်ရှိတယ်အဲ့ဒီချင်းသိမင်းနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ချင်းသိနဲ့လည်းမိတ်ဆွေဖြစ်တယ်အဲ့ဒီလိုနဲ့မိတ်ဆွေပေါင်းသင်းရှိပြီဆိုတော့သူတို့နှစ်ကောင်အတူတူနေတနေ့တော့အဲ့ဒီတောအုပ်နီးနားမှာရှိတဲ့ဇနပုတ်ရွာကလူတွေကတောထဲကိုတားကောင်လိုက်ထွက်တယ်တကောင်မှမရဘူး အဲ့ဒါနဲ့မိုးလဲချုပ်တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာရေကံပီးရောက်အဲ့ဒီထိမ်မင်းကြီးအောင်ဝင်ပြီးတော့နားကြတာအဲ့ဒီမှာစွန်ကလေးတွေရဲ့အတန်ကိုကြားတာကြားတဲ့အခါကျတော့ရွာသားတွေကဟေးဘာကောင်မလဲမရခဲ့ဘူးတို့စွန်တိုက်ကိုတက်နှိုက်ပြီးတော့စွန်ကလေးတွေကြော်စားကြလို့ဆိုပြီးတော့မိဘုံကြီးတပုံဖိုးပြီးတော့မိတို့တွေထွန်ပြီးတော့ထိမ်မင်းကြီးပေါ်တက်ကြတာအဲ့ဒီမှာစွန်မကစွန်ဘိုးကို깟 မိတ်ဆွေတို့ရဲ့တန်ဖိုးကိုဒီကနေ့သိရလိမ့်မယ်တဲ့။ဒါကြောင့်ဝင်လုံငှက်စီကိုသွားပြီးတော့အကြောင်းကြားတယ်။အကြောင်းကြားခိုင်းတယ်။ဝင်လုံငှက်ရောက်လာတယ်။နှုတ်သီးနဲ့ရေအပြည့်တည်တယ်။အတောင်ပံကို ရေဆူအောင်ဆွတ်တယ်။ထိမ်မင်မောတက်နေတဲ့လူရဲ့မိတို့ကိုအတောင်ပံနဲ့ရိုက်ချမိငိမ့်နဲ့ပြန်ဆင်းရတယ်။နောက်တစ်ခါထပ်ရှို့ပြီးတော့တက်တယ်။ဝင်လုံငှက်ထပ်ပြီးတော့ရိုက်တာပဲ။ အဲ့ဒီလိုနဲ့အဲ့ဒီလိုတက်လိုက်ရှင်းလိုက်နဲ့သကောင်းရံရောက်တယ်ဝင်လုံးငှက်လိုက်အင်မတန်ပင်ပန်းတယ်အဲ့ဒီတော့ဆွန်မကစီမံခန့်ခွဲရေးမှုနော်ဆွန်ဘိုးကိုဝင်လုံးငှက်သိပ်ပင်ပန်းနေပြီလက်ကြီးတွေသွားပြီးတော့အကြောင်းကြားကြီးအဲ့ဒီမှာလက်ရောက်လာတယ်ရောက်လာတော့လက်ကြီးကအဲ့ဒီမီးဘူးကြီးကိုရှွန့်နေတဲ့သူ့ကိုယ်ကိုလိမ့်ပြီးတော့အဲ့ဒီမီးဘူးကြီးကိုတခါတည်းငိမ့်သက်ဖြစ်တယ်အဲ့ဒီတော့လူတွေကဟေ့ဆွန်သားနဲ့ဘာလို့မှလဲဟောဒီလက်ကြီးစားရစို့ဆိုပြီးတော့လက်ကြီးဝိုင်းဆွဲတယ် လက်ကသိကြီးတာဆိုတော့လူဆွဲရလက်မပါပဲနဲ့လက်ဆွဲရကိုလူပါတယ်အဲ့ဒါနဲ့လူတွေဝယုံသုံးငါဖြစ်မိုးတောက်ရန်ရောက်တယ်အဲ့ဒီမှာဆွန်မကဂိုင်းဒီအပေါင်းသင်းနှစ်ယောက်နဲ့တော့ဒီပြဿနာမပြေလည်သေးဘူးရှင်သင်မင်းဒီသွားကြည့်ပါဦးလို့ခိုင်းတော့ရှင်သင်မင်းဒီရောက်တယ်ဆွန်ဘူးရောက်တော့ရှင်သင်မင်းကမိတ်ဆွေဆိုတော့ရောက်လာဟိဟောက်တန်ကိုပေးလိုက်တော့ရွာသားတွေအားလုံးထွက်ပြေးရတယ်ဟုတ်လား အဲ့ဒီရှင်သေးသည်အဲ့ဒါဦးဇင်းတို့ဘုရားလောင်းပဲအဲ့ဒီစွန်ဘူစွန်မသည်ဒီဘဝမှာမိတ္တဗန္ဓကဇနီးခင်မောဖြစ်လာတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားကချက်သားတို့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ချွေရဲ့တန်ဖိုးဟာထင်ရှားတယ်ဒါကြောင့်လူလောကမှာအခက်အခဲတွေအကြက်တဲတွေဆိုတာတနေ့မဟုတ်တနေ့တွေ့တတ်တယ်အမှုကိစ္စကြီးငယ်တွေဆိုတာတွေ့တတ်တယ်ဟုတ်လား ဒါကြောင့်မိတ်ဆွေဆိုတာမရှိလို့မဖြစ်ပါဘူးမာနတွေခံပြီးတော့ဘယ်သူကိုမတူသလိုမတန်သလိုဒီလိုစိတ်မျိုးထားလို့မရဘူးဟုတ်လားဒါကြောင့်ဒီဘဝတည်းဒီအမျိုးသမီးလေးရဲ့ဉာဏ်ရောက်ချမ်းသာတာမဟုတ်ဘူးရှိတုန်းကလည်းချမ်းသာဘူးတယ်ဆိုပြီးတော့ဥက္ကုတဇံ